ကမ္ဘောဒီးယားကိုပြည်ပခရီးသွားတယ်ကုန်သည်တွေပါမကြမ်းလုံးဝသွားခွင့်မပြုတော့ဘူးဆိုပြီးထိုင်းနဲ့ဇက်ကိတ်တွေပိတ်လိုက်ပြီးဖြစ်ပါတယ်။နေဇက်မြေပိုင်တဲ့အငင်းပေါ်မှာကြောင့်နိုင်ငံခြားတင်းမောက်မှုမြင့်တဲ့ချိန်ထိုင်းဘက်မှဘယ်ရင်ဘယ်ပြည်ပခရီးသွားနေကုန်သည်မဆိုနေဇက်ကုန်မြေဆက်သွယ်ဂိတ်အားလုံးမှာကမ္ဘောဒီးယားရဲ့ဝင်ခွင့်ပိတ်ကြောင်းဇွန်23နောက်ပိုင်းမှာထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်မှာစေကုဘလူချင်းတောင်းသားနဲ့အခြားရေးပေါ်အခြေအနေကြောင်းပြချက်ရှိတဲ့သူတွေကိုသာ နေဆက်ဖြတ်ကျော်ပြီးမှဖြစ်ပြီးလုံခြုံရေးကြောင့်ဘသူကမှဝန်ကွင်းပေးတော့ဘူးလို့ဖော်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ်ပီတိုနန်ကိုတိုင်လည်းရင်းပွားနေဆက်မြေပိုင်နဲ့အရှုပ်ထွေးရှိတဲ့နေရာတွေမှာလုံခြုံရေးရည်ကြည်သလိုကမ္ဘောဒီးယားရှိကြီးမားတဲ့ကာစီနိုရုံးတွေကိုထိုင်းဘက်မှကူသွားပြီးလောင်းကစားလုပ်ခြင်းအလွတ်လုပ်ခြင်းတွေကိုလည်းပိတ်ပင်နိုင်မှုခုလိုကမ္ဘောဒီးယားနဲ့ထိစပ်တဲ့နေဆက်ခရိုင်ကိန်းရှိခုလုံးပိတ်လိုက်ရခြင်းဖြစ်ပါတယ်။ ကြားဖြတ်လုပ်ငန်းတွေကိုနိုင်နေစီလှုပ်ဆောင်ခဲ့တဲ့ PSMB လောင်စာအင်တာနက်ဖြတ်တောက်မှုကဲ့သို့ကမ္ဘောဒီးယားကြားဖြတ်နေကိုလည်းပိတ်ပင်သင့်ပိတ်ပင်ရတော့မယ်လို့ပေတုန်နန်ကဆိုပါတယ်လက်ရှိ ထိုင်းကမ္ဘောဒီးယားပြည်ပကဟာတင်းမာတဲ့တင်းမာလာနေပြီကမ္ဘောဒီးယားဘက်မှဦးစွာထိုင်းမှာတင်သွင်းတဲ့ Dust City Diesel နဲ့ Gas တွေတင်ပို့မှုပိတ်ခဲ့ပါတယ်လက်ရှိမိသားစုချင်းလုံရင်းနှီးမှုရှိတဲ့ပေတုန်တန်နဲ့ဟုတ်စင်တို့ဟာပြီးခဲ့တဲ့ရက်ပိုင်းကဖုန်းဆက်ဆွေးနွေးရမှာပျော်ပျော်နဲ့စကားနဲ့ပြောဆိုခဲ့ပေမဲ့ အဲ့ဒီစကားတွေကိုဟွန်ဆန်ကလူမှုကွန်ရက်ပေါ်တင်လိုက်လို့ပီတိုနယ်တယောက်တော်တော်လေးကိုအကျဲ့ရိုက်စရာဖြစ်သွားပါတယ်။ဒါကြောင့်ထိုင်းမျိုးသားရေးဝါဒီတီဟာအခုတစ်ပတ်တွင်ပီတိုနယ်ရှင်နာဝါရာဒူကနှုတ်ထွက်ဖို့လမ်းပေါ်ဆူယုံဆန္ဒပြနေကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပါကစ္စတန်နဲ့မြေအစာချုပ်ကိုဘယ်တော့မှပြန်သက်သွင်းမှာမဟုတ်ဘူးလို့အိန္ဒိယကပြောပါတယ်။အိန္ဒိယဟာပါကစ္စတန်ရဲ့အင်ဒိုမြေဆိုင်ရာစာချုပ်ဖေတော့ခါမှာပြန်သက်သွင်းမှာမဟုတ်ဘူးလို့အိန္ဒိယပြည်ထောင်စုဝန်ကြီးအာမေရှာကပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာစီးစင်းနဲ့ရာဇသမ္မတပူရှင်ရည်တွေကိုသူမျိုးဖောက်ပြီးတွေ့ယူသွားမယ်လို့လည်း၎င်းကဆိုပါတယ်။အကြံဖတ်ဝါဒကိုလုံးဝတည်ခံတဲ့အစိုးရရဲ့မူဝါဒဟာမရေရဘူးလို့အင်္ဂလန်နိုင်စင်သတင်းဆောင်နဲ့အင်တာဗျူးမှာပြည်ထောင်ဝန်ကြီးကဆိုပါတယ်။ကက်စမီယာနော်ဇက်အေရီးယားဒါမှမဟုတ်အရှေ့မြောက်ပိုင်းမှာဖြစ်စေအစိုးရဟာအကြံဖတ်ဝါဒရဲ့မူလစနစ်ကိုကင်တွယ်ဖြည့်ရှင်းနေတယ်လို့အိန္ဒိယကဆိုပါတယ်။အိန္ဒိယဟာအလုံးကျုံဆုံးတဲ့ အကောင်းဆုံးနေရာမဟုတ်တော့ညာလည်းပဲကမ္ဘာမှာရေးနှီးမြှုပ်နှံဖို့အကောင်းဆုံးတစ်ခုတည်းသောနေရာဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်အိန္ဒိယဟာပွင့်လင်းမြင့်သာတဲ့မူဝါဒနဲ့ကြီးမားတဲ့စားသုံးသူစည်းကွက်ရှိရာဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့ဝန်ကြီးကဆိုပါတယ်။ဖွံ့ဖြိုးတိုးတက်မှုအသီးအဝင်ကိုနိုင်ငံတော်အမျှဝေခံစားနိုင်ဖို့အစိုးရဟာ2014ကစပြီးစ조사ဆောင်ရွက်ခဲ့ကြောင်းအိန္ဒိယဟာကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ဖို့အစဉ်သစ်ဖြစ်နေပြီလို့ဆိုပါတယ်။ အိန္ဒိယပန်လုံငန်းဆိုင်ရာပြုပြင်ပြောင်းလဲမှုနဲ့စင်ရွန်နပါသူတွေရဲ့ငွေကြေးပေါင်မှုဟာကမ္ဘာအတွက်လေးလာစရာဆန္ဒမူနာဖြစ်တယ်လို့ဝန်ကြီးကပြောသွားပါတယ်